အားလုံးပဲမင်္ဂလာရှိသောညချင်းလေးပါခင်ဗျာပရလောကဂမ်ဘီယာဇလန်ကောင်းလေးများကျော်ပြတင်ဆက်ပေးဖို့အချိန်ရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီကနေ့ညမှာတော့စာရေးဆရာစေရနာရာမညာယူသားထားသောအောင်မြတ်တာနှင့်စုံမဲမဲ့သောဂျိုးဆိုတဲ့ဇလန်လေးအစအဆုံးကိုပြောပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာ မေတီခဏလေးစောင့်ပေါင်းကွာနောက်ခါနေထွက်လာတဲ့အတန်ကြောင့်မေတီကနောက်လှည့်ကြည့်လိုက်ပြီးအော်မြူနင်းကငါးနောက်ပလိုက်ဖို့ပြောထားတယ်မဟုတ်လားငါတောင်းမှပါလေမေတီရဲ့ဒီနေ့ကနင့်မွေနေဆိုတော့ငါလက်ဆောင်လေးပေးခြင်းလို့ပါငါဘာလက်ဆောင်မှမလိုချင်ဘူးငါမိဘတွေကလိုလေသေးမရှိထားတာမို့နေပေးခြင်းအခြားသူကိုတော့ပေးလိုက်မေတီစကားကြောင့်ဘေးမှပါလာတဲ့တငယ်ချင်းတွေကဟက်ခနဲရဲလိုက်ပြီးအောင်မြို့ရဲ့ ။နင်းဆိုဒီမှလေးအချင်းချင်းခါခါငင်းခန့်ထိရတာတော့ဇွဲကမချိုသေးဘူးကူ။မေဒီ။ငါနေ့ကိုတကယ်ရှိတာပါဟာ။ငါဘဝမှာနင်းတယောက်တည်းကိုပဲယူမှုမှုရှိခဲ့တာပါ။ဒီမှာအောင်မြူ။ငါကနင်းကိုလည်းမရှိဘူး။စိတ်ကူးရတော့မထည့်ဘူး။အေးနေမမဟုတ်ဘူး။ဘယ်ယောက်ျားလေးကိုမှငါစိတ်ဝင်စားဘူး။မေဒီကရင်းတီတီပြောပြီးငွေချင်းတွေနဲ့ထွက်သွားခဲ့လိုက်တယ်။အောင်မြူကတော့ကိုယ်တိုင်လှုပ်ထားတဲ့ဖန်စီလေးကိုခြင်ပြီး အနောက်မှာငူငန်ငန်ရက်နေရင်တပြေးတစ်ချက်ကိုလေးလံစွာချလိုက်ပါတော့တယ်။မင်းလက်လျှောက်လိုက်ပါတငယ်ချင်းဟာ။ငါမေတီရဲ့ရှစ်ကိုရောက်အောင်လုပ်မှာ။ငါလမ်းမလျှောက်ဘူး။မင်းတော်တော်ကောင်းပါလေကောင်းမေ။ဟိုမိမကမင်းကိုစကားကုန်ပြောပြပြီးမှုတ်လား။သိမ်းမောင်ရဲ့စကားကြောင့်အောင်မြူအရက်တစ်ခွက်ကိုစကနေမိုးချလိုက်ပြီးငါမေးသီးကိုမှမရရင်ယူမှာသူ့မျက်နှာသူ့စကားတန်တွေကငါ့အတွေ့ထဲမှာအရှင်ပြည့်စိုးမုန်းနေတာမင်းမှမသိတာ ။ဟာတိရပေါ့တငယ်ချင်းရေ။အဲ့မိမကယောက်ျားမုံဝါရဝင်းနေတာကွာ။မင်းမမဟုတ်ဘူး။ဘယ်ယောက်ျားကူပါလူရသွင်းတာမဟုတ်ဘူး။သူဒီနေ့ငါ့ကိုပြောတဲ့စကားတွေကအရင်ရင်သိရဲ့ကွာ။အောင်မျိုးကစကားဆုံးမှာရက်ခွက်ကိုကောက်ပိုင်လိုက်ပြီးတောက်ဖို့အလုပ်။မင်းတောက်တာအရင်များနေပြီ။တော်ပါတော့တငယ်ချင်းရ။ရက်ကငါ့တန်ရာကိုပျောက်စေရဲ့ကွာ။ငါမူးလာရင်တော့ရင်ဘက်ကအရင်လိုသိမ့်မနာတော့ဘူး။အောင်မျိုးရဲ့စကားကြောင့်တိမ့်မောင်ရဲ့လက်တွေချော်ပေးလိုက်ပြီး ဒီတစ်ခါတော့တောက်လိုက်ပြီးရင်အပြန်ကြရအောင်မနေ့ကျရင်မင်းကိုစီသွားရအောင်မဟုတ်လားအေးပါငါဒီညနောက်ဆုံးနေနဲ့တောက်ပြရစီအောင်မျိုးကရက်ခွက်ကိုစင်ကစင်ကမိုးချလိုက်ပြီးကွက်ပြစ်ပေါ်မှာလှဲရှားလိုက်ပါတော့တယ်လောင်စန်းရဲ့ပြစ်တဲ့အတွက်မိတုပ်မိတုပ်ကျဲလေးတွေကကောင်းကင်ဘော်ကနေသူ့ကိုလှောင်ရင်နေကြတယ်လို့တောက်ထားတဲ့အချိန်ကြောင်းတိမ့်ပေါင်လေးကွက်ပြစ်ပေါ်မှာလှဲရှားလိုက်ရာခဏအတွင်းအိပ်ပျော်သွားပါတော့တယ် ခေါင်းရင်ပိနေပိပုံမှာအီတန်းတက်နေကြတယ်။ကျက်တွေရဲ့အော်တန်ကြောင့်အိပ်ပြုံနေတဲ့သိမ်းမောင်လန်နိုးလာပြီးကြည့်လိုက်ရ။ပိနေပိပုံကနေတွဲလောင်းချနေတဲ့အောင်မျိုး။သိမ်းမောင်တယောက်ထူပူပြီးအလန့်တရာအိုဟစ်ခါအောင်မျိုးရဲ့ချက်တော့ကိုကန်လိုက်တဲ့အချိန်ရှေ့ပြားတွေကရေခဲတုံးလို့အစ်ဆက်နေတာကိုသတိထားမိခဲ့တယ်။စောင်းဝေးတွေဝိနေတဲ့မနက်ခင်းကအကြီးတန်းခဲ့တယ်လို့အောင်မျိုးကလည်းသူချစ်တဲ့သူတွေအားလုံးကိုနှုတ်မဆက်ပဲထွက်ခွာသွားခဲ့ပါတော့တယ်။နောက်ပြေုံစံစက်ရဲ့ကောင်တာမှာထိုင်းနေတဲ့မိသည်က စပားဖုံးငွေတွေကိုစစ်စင်းနေတဲ့အချိန်သူတို့ဆိုင်ရဲ့ဖောက်တယ်ဖြစ်တဲ့ဥယင်ငွေရဲ့ကဝင်လာတာကိုလှမ်းမြင်လိုက်ရတယ်။ဥယင်ငွေကစပားတွေတင်လာတဲ့ကားပေါ်ကနေဆင်းလာပြီးမေတီအရှိကိုရှောက်လာကပြီးခဲ့တဲ့နေ့ကစပားစည်းတွေထိုးတက်လို့အရှိကြီးရသွားတယ်လို့ကြားရင်တော့ထင်တော့လည်းမဟုတ်ပါဘူးဥယင်ရဲ့စီးပွားရေးလုပ်တယ်ဆိုတော့မျက်တက်ခါမျိုးလည်းရှိတယ်လို့ရှုံးတဲ့အခါလည်းရှိတယ်မဟုတ်လားကိုတီလာကဒီလိုသမီးတယောက်ရထားတာအတော့ကိုအားကိုးရတာပဲ။ ဟိုဒါနဲ့မေတီကိုပြောစရာရှိလို့ပါကစ္စတန်လေဥကြီးမေတီတို့ပွဲရုံမှာအလုံသမားလုံနေရဆိုလို့ဥရဲ့အတိမိတ်ဆွေတယောက်ရဲ့သားကိုခေါ်လာပေးတာဥင်းငွေစကားကြောင့်မေတီကအနောက်မှရက်နေတဲ့လူကိုမျက်လုံးပင်ကကြည့်လိုက်ပြီးဒူလိုရာကတော့ဟုတ်ပါတယ်ဒါပေမဲ့အပင်မခံနိုင်မှရမှာနော်လက်ကျုံးမတင်းနဲ့သူဆိုရင်အဆင်မပြေဘူးဒါတော့စိတ်ချမေတီဒီကောင်လေးကအလုံကျိုးစားတဲ့သူပါအနေလဲအေးတယ် ဦးရဲ့ကိုယ်တိုင်ထောက်ခံနေတော့လေလက်ခံပေးလိုက်ပါမယ်။ तू ကဒီမှာပဲနေမှာလား။ तू ကဒီနေကမဟုတ်တော့ပွဲရုံမှာနေမှာအဆင်ပြေမယ်ထင်တယ်။ကောင်းပြီလေ။ဒါဖြစ်အနောက်ကတန်လျာမှာ စင်ကြီးရိုးနဲ့နေဖို့။နောက်စားကတော့အလုပ်ဝင်စားသူတွေရတဲ့အချိန်ပြေးမှာပါ။အလုံများတဲ့နေ့ဆိုရင်တော့အချိန်ပိုကြီးရမယ်။ကျေးဇူးတင်ပါတယ်မေတီ။ပုံစံမေတီကိုကျေးဇူးတင်ကြောင်းပြောလိုက်လေ။ဦးရဲ့စကားကြောင့်နောက်မှရင်နေတဲ့သူကကိုကိုရိုးလိုက်ပြီး ကျေးဇူးတင်ပါတယ်မမလေးရပါတယ်ဟောစိလူသေးကိုနေရာမဲ့နေရာလိုက်ပြပြလိုက်အောင်မေတိစကားကြောင်းစပိုင်းတွေစီးနေတဲ့မောင်စင်ရောက်လာပြီးဘုံဆန်ဆိုတဲ့လူငယ်ဦးတန်လျာရှိတဲ့ဘက်ကိုခေါ်သွားခဲ့လိုက်တယ်ဒီလိုနဲ့ငါးလောက်လောက်ကြာတော့အဒီအေးပြီးအလုံးကျိုးစားတဲ့ဘုံဆန်ကိုပွဲရုံမှာရှိတဲ့လူတိုင်းရှစ်ခင်လာခဲ့ကြတယ်ကိုဖုံးမနေ့ပြန်လာပြည့်နေပွဲရုံပေးလို့ဖျားသွားဖို့လုပ်ထားတယ်လိုက်ခဲ့မလားလိုက်တော့ဘူးရေနာကြီး ကိုအောင်တန်းတို့နဲ့လှူအားပေးသွားဖို့ပြောထားတယ်။ဘုံဆန်စကားကြောင်းရန်နာမျက်နှာပြစ်သွားပြီးကိုဘုံကရန်နာခေါ်ရင်ဘယ်တော့မှမလိုက်ဘူး။မလိုက်ရင်လည်းနေကို့ဘာသာသွားမေး။ဘုံဆက်ဆက်နဲ့ထွက်သွားတဲ့ရန်နာကိုဘုံဆန်ပြုံပြီးကြည့်နေတဲ့အချိန်။ဟောဘုံကိုကမင်းကိုတကူကလာခေါ်တာလိုက်သွားလိုက်ပါလား။မလိုက်ရှင်ပါဘူးဗျာ။သူတို့မင်းကလေးတွေလှုပ်လှက်လှက်သွားပါစေ။ငါကောင်ကတော့ဖျားဖြစ်မဲ့အုံနေခဲ့ပါလား။ ဟုတ်ပါဘူးကိုအောင်တန်းရေ ကျွန်တော်ကအဲ့လိုတွေမတော်တက်လို့ပါဒါဆိုရင်လေရက်ွက်ထဲစတုတီတာကြွေဖို့လိုအပ်တဲ့ထင်းတွေသွားတဲ့ပြေးအောင်အခုသွားတော့မလို့လားအခုမဟုတ်သေးပါဘူးညနေမှသွားမှာသွားရင်လာခုံးတော့ကျွန်တော်လိုက်ခဲ့မယ်ဘုံဆန်ကကိုအောင်တန်းကိုပြုတ်ပြီးသူနေထိုင်ရာတန်းလျားလေးကိုပြန်ဝင်လာခဲ့လိုက်တယ်တန်းလျားပေါ်ရောက်တော့ထင်းချိုးတက်တာလေးကိုအသာဖွင့်လိုက်ပြီးခေါရိုးကျုံးနေတဲ့အင်ဂျင်နယ်လုံးကြီးကိုထုတ်ခါကြည့်နေခဲ့လိုက်တယ်ကိုဘုံဆန် ဒီခုခဏလောက်မေတိစကားကြောင့်စပန်းလန်းနေတဲ့ပုံစံအပြေးဝင်လာပြီးဘာခိုင်းမလို့လဲမမလေးအနှက်ပြန်ကြရင်ဂူရောင်လေးကစပါးလေးကိုလာယူမဲ့ဖောက်တယ်ရောက်လာလိမ့်မယ်အဲ့ဒါအခုတည်းကတင်းထထောင်ပြအောင်လုပ်ထားပြီးဟုတ်ကဲ့ကျွန်တော်တေချာလုပ်ထားပြပါမယ်မေတီကရှာကနေလက်ထွက်သွားတဲ့ပုံစံကိုတစ်ချက်ကြည့်လိုက်ပြီးဝဲယုံရှိကိုထွက်လာဟေးမေတီဟေးအေဂရီပါလားအင်ဘယ်တော့ကပြောင်းလာလား မနေ့ကမှရောက်တာမိသည်ရောက်ရှင်ထုတ်ပိုးတွေရှာပြီးတာနဲ့နစ်စီရင်လာခဲ့တာပဲလာလာထဲဝင်အောင်နေပါအောင်ငါမင်းစရာရှိလို့ခုနကထွက်သွားတဲ့သူကနေလိုပွဲုံကအလုံးတမလားဟုတ်တယ်လေဘာဖြစ်လို့လဲဟွန်းငါတီးတဲ့လူတယောက်နဲ့တူနေလို့မေးကြည့်တာဟုတ်လားသူနဲ့တူနေရလေငါတို့စစ်တပ်ကသူတပ်တုံးကအချမ်းကိုပုံပြူလာဖြစ်ခဲ့တဲ့အခုတယောက်နဲ့တူနေတာ အင်္ဂလိပ်စကားကြောင်းမေတီဘိုက်ကိုနှိတ်ခါရဲလိုက်ပြီးစစ်တပ်ကတော်ကသူနဲ့ငါ့လူတမကအွာကြီးပါအင်္ဂလိပ်ရဲ့လူတူရာဖြစ်မှာပါ အင်းပါ လူတူရာပဲနေမှာပါအင်္ဂလိပ်ကနဝေးတိန်တောင်နဲ့တန်ယောင်လိုက်ရင်မေတီခေါ်တဲ့နောက်ကိုလိုက်သွားခဲ့လိုက်တယ်မေတီနဲ့အင်္ဂလိပ်ကအချစ်ဆုံးတငယ်ချင်းတွေဖြစ်ပြီးဆယ်တန်းအောင်တော့အင်္ဂလိပ်ကအမှတ်ကောင်းတဲ့အတွက်စေချောင်းဆက်တက်ခဲ့တယ်လို့မေတီကတော့မိဘလက်ငုံလည်ရင်ဖြစ်တဲ့ပွဲရုံကိုဦးစီးခဲ့တယ်အခုအင်္ဂလိပ်ကြောင်းပေးလို့ပြောင်းလာတော့ ငွေချင်းဖြစ်သူမေတီရှိရာကိုရောက်လာခဲ့ခြင်းပင်နှစ်ယောက်သားအရင်ကအချောင်းတွေပြန်ပြုံးနေတဲ့ချိန်ဘုံးဆန်ရောက်လာပြီအမလေးခိုင်းတာတွေလုပ်ပြီးပါပြီပါတက်ခိုင်းစရာရှိသေးလေဗျဘုံးဆန်ကစကားပြောနေရင်ဧကရိကိုတစ်ချက်မျှလှမ်းကြည့်လိုက်တယ်ခိုင်းစရာတော့မရှိတော့ဘူးမင်းဆောင်နောက်ပြီးမှလှုပ်စရာရှိတာဆက်လုပ်ကြလိဟုတ်ကဲ့မမလေးဘုံးဆန်ထွက်သွားတော့ဧကရိကမေတီပေါင်ကိုစကနယ်ဆွဲပုတ်လိုက်ပြီး တကယ်ကိုတူတာမိသည်ရဲ့စကားပြောပုံရောလေးယူလေးသိမ်းရောကိုမူရာရောတကယ်တူတာနင်ကလေစကားဆက်ဆက်မရှိဘာဟုတူတာလေငါတို့ကြောင်ကစီနီယာကူကြီးမင်းဝင်နိုင်တယ်တူနေရကိုပြောတာနင်ဆိုဒီမှာလေဒါပဲပြောနေတော့ပါပဲတူတူတာဖြစ်မှာပေါ့ဟဲ့ဘလို့ဖြစ်ဖြစ်ဟာ ကိုမင်းဝင်ရဲ့ကိုဝါလီကဒီမှာရှိနေရဆိုတော့ဒါလေနင်းစီနေတိုင်းလာရတော့မှာပေါ့ဟုတ်မှတော်တော်ဖြစ်နေအင်ဒီလဲထိမ့်ပါအောင် ဟိစရပါမေတီရေအီဂရီကမေတီနဲ့စကားပြောနေပြီမေမျက်လုံးတွေကဘုံးဆက်စီရောက်နေရကြောင်းပုံလင်းကျောကိုလိမ်ဆွဲလိုက်ပြီမျက်လုံးလေးကျွတ်ထွက်သွားအောင်မေပါမုတ်တဲ့အလုံးသမားကိုမြာအာနာရီမေတီရေဒီတိုင်းတူလို့ကြီးမိတာအဲ့ဒီနေရာစပြီးအီဂရီတယောက်နေတိုင်းဆုတ်တလို့ရောက်လာခဲ့တယ်လို့ဒါတိုင်းလေဘုံးဆက်အတွဲမုတ်တွေအေးတွေယူလာပေးတာကိုလည်းသတိထားမိခဲ့တယ်တရက်မှာတော့မေတီတယောက်အလုံးသမားတွေထမင်းစားနားနေတဲ့အချိန် ဆယ်အီတင်တွေကရောက်လာတာကြောင့်ကိုရောင်နောက်ဘက်ကိုထွက်လာတဲ့အချိန်ဟုတ်ဖို့မင်းတို့ပေးထားတဲ့မုတ်တွေအေးတွေတခါမှလည်းစားတာမတွေ့ဘူးကျွန်တော်မကြိုက်လို့ပါကုသန်းအောင်ရေစားမှတာစားစမ်းပါငါတို့လည်းနေတိုင်းလူလူစားနေရတော့အားနာလို့ပါဟာကျွန်တော်ကအစတွေကမယူခြင်းပေမဲ့ပေးတဲ့သူကစေတားနေပြီးတော့မယူခြင်းလဲသူစိတ်ချမ်းတောင်ယူထားရတာပေါ့ကျွန်တော်ယူထားတော့ကုသန်းအောင်လို့စားရမှောက်လားမင်းကတော့လေ အီဂရီဆိုတဲ့ကောင်မလေးကမြို့မိမြို့ဖသမီးဖြစ်တယ်လို့ငါတို့မြို့ရဲ့ဒုတိယမြောက်စေချောင်းသူဆိုတာမင်းသိလားဟင်းကျွန်တော်ဒါတွေစိတ်ဝင်စားဘူးဗျာသူ့ဘာသာဘာပဲဖြစ်နေဖြစ်နေကျွန်တော်တို့လုံမှကျွန်တော်တို့စားမှာမဟုတ်လားဟင်းမင်းကတော့လက်လန်နေငါကောင်ကြီးသူကတော့ဘာမှမဟုတ်တာမာနာကတော့မိုးထီပဲဟိအလုံသမားတွေနဲ့ဘုံစံတို့အပြန်လှန်ပြုံးနေတဲ့စကားတွေကြောင့်မေတီအနေငယ်ပြုံးလိုက်ပြီးဒီလူကမာနာတော့ရှိတာပဲလို့စိတ်ထဲကနေရေဦးလိုက်ပါတော့တယ် ကိုပုံစံမနေ့ပြန်ကြရင်အီဂရီကိုဖျားဖူးသွားဖို့ရှိတယ်။ကောင်းမောင်းပေးလို့ရလား။မထင်မှတ်ထားတဲ့စကားကြောင့်ဘုံစံအန်အောတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးကျွန်တော်ကောင်းမောင်းလို့ကိုစင်မပြေလောက်ဖူးထင်တယ်။နောက်ပြီးဒီလိုတန်ဖိုးကြီးကမျိုးတစ်ခါမှမမောင်းဖူးဘူး။ဦးအင်းငွေပြောတာကတော့ကိုပုံစံကောင်းမောင်းတတ်တယ်ဆိုပဲ။အစင်ပြေဘူးဆိုရင်လည်းထားလိုက်ပါ။အခြားသူပဲမောင်းဟိုင်းလိုက်တော့မယ်။ဟုတ်ကဲ့မမလေး။ဘုံစံကအီထီအစနဲ့ပြန်ပြောပြီး စပိုက်တွေတည်နေတဲ့ကိုတောင်းလုံးပကူထွက်သွားခဲ့လိုက်တယ်။ငါပြောဘူးလား။ဒီရေခဲတုံးနဲ့ဖြစ်ပါဘူးဆို။နင်းကလေ။ तू ကမောင်းမရဘူးပြောတိုင်းလက်ခံလိုက်ရောလား။စိတ်ပြောင်းအောင်နည်းနည်းပပထပ်ပြောကြည့်တာမဟုတ်ဘူး။ဒီလောက်ဖြစ်နေရင်နေကိုယ်တိုင်သွားပြောလိုက်တော့ကြီး။ဟွန်း။ तू လိုင်းဖို့ဘူးဆိုရင်မသွားကျင်တော့ဘူး။အေဂရီကခြာထုတ်ပြပြီးစားနှောက်လိုက်တာကြောင့်မေတီကမျက်စောင်းထုတ်အား။နင်တော့စေးမီရောဘူး။နေမြင့်လေအယူရင်လေဖြစ်နေပါလား။ သူ့အမြင်ကိုမင်းဝေကိုသတိရတယ်ဟာကိုမင်းဝေကလည်းသူ့လိုပဲအနေတီတာမိသည်ရဲ့ကြုံမကောင်းကြောင်မကောင်းတွေတော့ဖြစ်ကုန်တော့မှာပဲအေဂရီရဲ့နောက်မှငါ့နဲ့မီမတက်နဲ့တော့မတက်ပါဘူးဟာငါကသူ့ကြောင်သိချင်ယုံလေးပဲရှိတာဟုံးမလွဲရောကိုမင်းဝေနဲ့သူကအမှားရီများလားပေါပေါရှာရှာကြီးစေချောင်းသားတယောက်နဲ့ဒီလိုအလုံးသမားကအမှားဖြစ်စရာလားဦးရင်ွေပြောတာကလေသူကငယ်တည်းကမိဘမရှိဘူးဆိုပဲဒါဆိုတော့မဟုတ်တော့ဘူး ကိုမင်းဝေရဲ့မိဘတွေကကျောက်ဆက်ဘက်မှာရုပ်ရှင်ရုံတွေပိုင်တဲ့သတိတွေလူတီးထားတာအီဂရီစကားကြောင့်မေးသည်ခေါင်းခါရမ်းလိုက်ပြီးငါကဆေးကြောင်သားကိုတွေးရတဲ့အချိန်ဒီလိုလာငဲနေတာပေါ့အလွမ်းပြေလေးပါမေးသည်ရေညနေအလုံသိချင်းရောက်တော့မေးသည်ကဖုံးစံကိုခေါ်လိုက်ပြီးကိုဖုံးစံမနှက်ပြန်ဖျားဖူးသွားဖို့ကောင်းမောင်ပေးမဲ့သူရှာလို့မရဘူးအီဂရီကလည်းလာမယ့်စနေနေ့ဆိုပြန်မယ်ဆိုတော့ဒါကြောင့်ကိုဖုံးစံကိုအကူအညီတောင်းထားတာ မိသည်စကားကြောင့်ပုံစံအနေငယ်စဉ်းစားလိုက်ပြီးမမလေးဘကအခက်ခဲရှိတယ်ဆိုရင်ကျွန်တော်လိုက်မောင်းပေးပါမယ်ဒါကလေမမလေးမျက်နှာကြောင့်ပါကောင်းပြီလေဒါဆိုမနေ့6ရက်နေ့အိမ်မှာကားလာယူလိုက်ဟုတ်ကဲ့မမလေးပုံစံကမိသည်အရှိကနေလှဲထွက်နှကန်းတောင်လေးမှာခရဲ့ပြုံးတစ်ခုမတိမတာထွက်ပေါ်လာခဲ့တယ်ကိုပုံစံအေးတော့ပါဦးရပါလေကျွန်တော်မတော့တော့ပါဘူး ဧဂရီကတိုက်ရင်တောင်းမကြိုက်တာတနေကုန်ဘာမှလည်းစားတာမတွေ့ဘူးဧဂရီကလက်ထဲကအေးဘူးကိုအတင်းထိုးပေးနေတာကြောင့်ဘုံဆန်အားနာစွာလှမ်းယူလိုက်ပြီးကျေးဇူးတင်ပါတယ်မမလေးဧဂရီလို့ပဲခေါ်ပါဟုတ်ကဲ့အဲ့ဒီအချိန်ဖျားဖို့ကနေဆင်းလာတဲ့မေတီနဲ့အခြားတငယ်ချင်းတွေကဧဂရီတို့ကိုလှမ်းကြည့်ပြီးကောင်းပါဒါကြောင့်ငါတို့ကိုတော့မဆောင်ပဲဆင်းပြေးသွားတာကိုအဲ့မေတီနှင်းလူကဒီလိုဝတ်တော်လေလူရည်တန်လေးပါလား တာမန်ပါပဲဟာနင်တို့ကလေစုကိုမြောက်နေတော့တာပဲမေတီမေတီနင်တို့တော့ပြောင်းလဲသွားရင်တော့ငါကဘာလို့ပြောင်းလဲလို့လဲအရင်ကမေတီမှ ဟုတ်ပါလိစားကောင်းပါလိနင်တို့ကဘလို့ကြောင်းငါ့ဖက်မြောက်လဲလားလေပြောချင်ရင်အေဂရီကိုပြောလေမေတီကမျက်စောင်းထိုးကပြောလိုက်ပြီးကားရက်ထားတဲ့နောက်ကိုရှောက်လာခဲ့လိုက်တယ်ကိုပုံးစံကားစံနှုတ်လိုက်တော့ဟုတ်ကဲ့မမလေးအခုကဘယ်ဟုတ်တော့မှလဲ ဖျားရွေးလေစုံပြီဆိုတော့ဈေးထဲကနောက်ဝင်ပြီးပြန်တော့မယ်လေအေဂရီအင်းတို့ဘယ်သွားချင်သေးလဲဈေးထဲဘယ်သွားမယ်လေငါလေးဝယ်စရာရှိသေးတယ်မိတီတို့စကားကြောင်းဘုံစံလေကောက်ဥကျွမ်းကျင်စွာခွေးလိုက်ပြီးမြို့မစီရှိရာဘကူထွက်လာခဲ့လိုက်တယ်ညနာလေမကောင်းပါလားဒီမကောင်းလို့လားဣဆန်ရဲ့စကားကြောင်းထမင်းဖူးဖွင့်နေတဲ့ယန္တာခေါင်းခါလိုက်ပြီးဟုတ်ပါဘူးဣဆန်ရဲ့ဒီကောင်းပါလေအောက်မလိမ့်နဲ့နေတစ်ခုဖြစ်နေတယ်မလား ဤဆန်ရဲ့စကားကိုရဲနာဘာမှပြန်ပြောပဲဝဲယုံဘက်ကငေးကြည့်လိုက်ပြီမမလေးကကိုဘုံဆန်ကိုအရန်လေးပေးနေရပဲနော်ငါထင်ပါတယ်နင်ဘုံဆန်ကြောင့်ခံစားနေရတာမလားငါဘက်ကရေလာမြောင်းပေးလုပ်ပြီမဲတကောင်းကတာကတုတ်တုတ်မှမလုပ်လို့ခတ်နေတာဘုံဆန်ကနေမှမဟုတ်ဘူးမမလေးကိုလည်းဒီလိုပဲဆက်ဆန်တာနေမြင်ပဲဘာမှလိုက်တွေးမနေနဲ့ထမင်းသာစားဤဆန်ကထမင်းဘူးတွေကဟင်းတုံးကိုရန်နာကြိုင်နေထဲပြီးရင် မလမ်းကမ်းမှာထမင်းစားနေတဲ့ဘုံဆန်ကိုလှမ်းကြည့်ပြီးတပြင်းတစ်ချက်ရှားလိုက်ပါတော့တယ်။တပြင်းပင်အောက်မှာဖွင့်ထားတဲ့တပြင်းကြီးလက်ဖက်ရည်ဆိုင်တဲ့ကိုအုတ်တုတ်ခန်းခန်းကြီးဆောင်ထားတဲ့လူတရားဝင်လာပြီးတွနေတဲ့ဝိုင်းမှာဝင်ထိုင်လိုက်တယ်။ကောင်းလေမင်းတို့ပိုင်ရှင်ရှိလား။ကိုသိမ့်မောင်ရှိပါလေ။အေးဒီဝိုင်းကိုခဏလာဖို့ပြောလိုက်။ဇွဲထိုးကောင်လေးထွက်သွားပြီးမကြောက်ခင်မှာပဲအကြရင်နှက်နေတဲ့ကိုသိမ့်မောင်ထွက်လာပြီးကျွန်တော်ကိုခေါ်ရဲဆိုလို့ဘာကိစ္စများလဲ သိမောင်မင်းကောင်မှတ်မိဘူးလားအုတ်ထုတ်ခန်းခန်းအဲဆောင်းထားတဲ့သူကခေါင်းကိုမော့လိုက်ရာကိုအောင်စင်မဟုတ်လားမင်းကမှတ်မိသားပဲအကိုဘယ်တော့ကလွတ်လာလဲလုံငယ်တဲ့တပတ်လောက်ကမှလွတ်လာတာငါအထဲမှာရှိနေတော့ငါညီကြောင်ကြားလိုက်ရတယ်ဒါပေမဲ့လာလို့မရဘူးကွာအကိုအိမ်ထဲဝင်ပါဦးဒီမှာကလူများတော့စကားပြောတာမလို့မလဲဖြစ်နေမယ် သိမ့်မောင်ကအောင်စင်ကိုအိမ်ထဲကိုခေါ်လာခဲ့ပြီးကလထိုင်မှာနေရာပေးထိုင်ကအကိုကျွန်တော်စီလာတာဘာကိစ္စရှိလို့လဲငါသိချင်တာတခုရှိလို့ငါညီကသူ့ကိုယ်သူဘာကြောင့်တက်တည်ခဲ့တာလဲဟိုဟိုရတယ်သိမ့်မောင်မင်းသိတာငါ့ကိုပြောပြသိမ့်မောင်လည်းအောင်စင်ကိုကြည့်ပြီးဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်ရာမိမတယောက်ကြောင့်အခုလို့ဖြစ်သွားတာပေါ့လေကျွန်တော်လည်းမထင်ထားဘူးကိုရာ ဒီကောင်မအကြောင်းငါလဲသတင်းတက်တဲ့ကြားပါလေ။အေးကွာမင်းလဲအလောက်ကန်ဆင်ပြေတယ်မဟုတ်လား။ပြေပါလေကူ။တောင်းနေကူကအရင်အိမ်မှာပဲနေမှာလား။ငါလောဆယ်တော့အိမ်မှာမနေဖြစ်သေးဘူး။ဒါကြောင့်မင်းပဲကြီးထားပေးဦး။စိတ်ချကူကျွန်တော်တပတ်တစ်ခါလာဖို့တန်ရှင်းရေလုပ်ပေးဖြစ်ပါလေ။အေးဒါဖြစ်ရင်ငါသွားလိုက်ဦးမေ။ဦးအောင်တန်းကိုပုံးဆန်ပဲသွားလေ။ဦးအောင်ဆက်ဆက်ကူစိုင်းသွားပို့တယ်လေ။ ။ဘာခိုင်းဖို့ရှိလို့လဲမေးသည်။ဟွန်းဒါဆိုလဲသူလာရင်မေတိစီလောက်ဖို့ပြောပြအောင်။အေးအေးဦးလေးပြောလိုက်မေ။မေတိကပွဲရုံထဲကနေလှဲထွက်ပြီးကောင်တာမှာထိုင်ကစင်းတွေလုံနေခဲ့ရာအကြခင်အချိန်တွင်ဘုံဆန်အနာကိုရောက်လာခဲ့တယ်။မမလေးကျွန်တော်ကိုခေါ်ရဲဆိုလို့အင်းညကြရင်အင်္ဂရိမွေးနေရှိတယ်။အဲ့ဒါကိုဘုံဆန်ကိုခေါ်လာခဲ့ဆိုလို့လိုက်မလားလို့မေးတာ။ကျွန်တော်မလိုက်တော့ပါဘူး။လူအောင်ထန်တွေကြားတယ်ကျွန်တော်မနေတတ်ဘူးဗျ။ ဒါဖြစ်လေပြီးတာပဲလीအော်နောင်လာမယ့်စနေနေ့ကျမမွေးနေ့ရှိသေးတယ်အိတ်ဝဲကြရင်ပွဲရုံအလုပ်သမားတွေအားလုံးကိုဖိတ်ဖို့စီစဉ်ထားတယ်ဟုတ်ကဲ့ခုပုံးဆန်ကလူုံထံတွေကြားတယ်မနေတတ်ဘူးဆိုတော့ကျမမွေးနေ့လည်းမလာနိုင်ဘူးဆိုတဲ့သဘောပေါ့အဲအဲ့လိုတော့မဟုတ်ပါဘူးမမလေးမွေးနေ့ကိုတော့မလာလို့ဘယ်ရမလဲပြန်ပုံးဆန်စကားကြောင်းမီးတိစိတ်ထဲကျင်းနေသွားပြီဒါဖြစ်လေလုံးဆရာရှိတာလို့တော့ဟုတ်ကဲ့မမလေး ဟုံးဆန်ကမိသည်ရှိကနေခြားကနေလက်ထွက်ပြီးပွဲရုံနောက်ဖက်ကတန်လျားလေးကိုဝင်သွားခဲ့လိုက်တယ်။မိသည်မွေးနေ့ကထင်သာတာထက်ကိုစီကားခဲ့တယ်လို့မြို့မိမျိုးဖတွေဂုံတရရှိလူကြီးလူကောင်းတွေကဝေကောင်းဆားလာတွေဝှစ်စင်ပြီးမွေးနေ့လက်ဆောင်အကောင်းစားတွေနဲ့ရောက်လာခဲ့ကြတယ်။မိသည်ကတော့အပြာရောင်ကောင်းဝင်ကိုဝှစ်စင်ထားပြီးပျော်ပြောင်းတဲ့စပင်ကိုအရစ်ခွေပုံစံကောက်ထားတာကြောင့်ကျော်ချင်းနဲ့မျက်နှာကအရင်ကထက်ပူလှနေတဲ့အောင်ရောင်။ပုံစံစလေကွာ။ ကျွန်တော်ကတော့စားထားလို့ဖိုက်ပြေနေလို့ပါငါတို့ကတော့မင်းကိုကျေးဇူးတင်တယ်ကွာဟင်မင်းနေဖိတ်တာမမလေးပါဗျာဘယ်နဲ့ကျွန်တော်ကိုကျေးဇူးတင်နေတာတော့မင်းရောက်လာမှသူ့ပုံစံပြောင်းလဲလာတာငါတွေးတာမမှားဘူးဆိုရင်မင်းကိုစိတ်ဝင်စားနေတာများလားကြံကြီးစရာကိုအောင်တန်းရေသူနဲ့ကျွန်တော်ကမိုးနဲ့မြေလို့အွာကြည့်ပါပုံစံစကားမဆုံးခင်မှာသူတို့နာကူလျှောက်လာတဲ့မိသည်ကြောင့်စကားဆောက်ကိုဖျက်လိုက်ကြတယ် စင်ပြေကြရလားပြေပါတယ်မမလေးအခုခိုင်းစရာရှိရင်လေပြောနော်မွေးနေ့ပွဲပြီးရင်တင်းစရာရှိတာတင်းဖူးခေါ်လိုက်မယ်လေအခုတော့ခိုင်းဖို့မရှိသေးပါဘူးဟုတ်ကဲ့မမလေးကျွန်တော်တို့ပြီးတဲ့အထိစောင့်နေပေးပါမယ်ဘုံစံတို့လည်းမွေးနေ့ပွဲပြီးတဲ့အထိစောင့်နေခဲ့ရာညစင်နာကြီးကျော်မှာတော့ဧည့်သည်အလုံးကုံတလောက်ဖြစ်သွားခဲ့တယ်။ဘုံဆရာတို့လည်းအင်ပေါ်တင်ရမယ့်ပစ္စည်းတွေကိုတင်စီပေးနေတဲ့အချိန်အနောက်ကိုအေဂရီရောက်လာပြီ ကိုမင်းဝေရှင်ဘာကြောင့်အခုလိုဟန်ဆောင်နေရတာလဲမမလေးလူမနေပြီတင်နေကျွန်တော်ဘုံဆံပါရှင်လိန်နေရဧဂရီကဘုံဆံရဲ့လက်မောင်းကိုစုပ်ကိုင်ပြီးပြောလိုက်တဲ့အချိန်ဧဂရီနေမူးနေပြီတင်နေလာလာငါပြန်ပို့ပေးမေငါမမူးပါဘူးမေတီရဲ့ကိုဘုံဆံကားတော်ထုတ်လာခဲ့တော့မေတီကိုအိမ်ပြန်ပို့မှရမယ်ဘုံဆံလေးမေတီစကားကြောင့်ကိုရုံလေးကနေကားထုတ်လာခဲ့လိုက်တယ် ဦးအောင်တန်းကျမဧဂရီကိုလိုက်ဖို့ပြေးလိုက်ဦးမယ်တင်းစရာရှိတာတင်းထားပြီနော်မိမီတို့ကိုလည်းဧဂရီကိုလိုက်ဖို့ပြေးနေတယ်လို့ပြောထားပြီအေးဦးလေးပြောလိုက်မယ်ဘုန်းဆန်တို့လည်းဧဂရီကိုလိုက်ဖို့ပြီးပြန်လာတဲ့တပွဲရောက်မှာတော့ကိုဘုန်းဆန်ကျမကိုဘလူးမြင်လေဗျာမိတီရဲ့စကားကြောင့်ဘုန်းဆန်ခဏမျှစဉ်းစားလိုက်ပြီမမလေးကထက်မြက်တယ်ရင့်ကျက်တယ်နေထိုင်လေးတည်တယ်လို့မြင်တယ်လေနောက်တော့ရော ရှားမြင်တာတော့မရှိပါဘူး။ဖုံးစံစကားကြောင်းမေးသည်ဟက်ခနဲရဲလိုက်ပြီး။ကျမကစင်တန်းခွဲတယ်လို့ရောမြင်ဘူးလား။အစားကတော့မြင်မိပါတယ်။အထူးသဖြင့်ယောက်ျားလေးတွေပေါ်ဆက်ဆံတာတင်းမလုံးတယ်လို့မြင်မိတယ်။ဟုတ်တယ်။ရှင်ပြောတာမှန်ပါတယ်။ဒါကလေငယ်ကရာခဲ့တဲ့စိတ်ဓာတ်ရာကြောင့်လို့ပြောရမယ်။မေးသည်စကားပြောနေရင်ကောင်းမှန်ပြင်ပကမြင်ဝင်းတွေကိုငေးမောကြည့်နေကြတယ်။အမလေးရင်ဖွင့်စရာရှိရင်ကျွန်တော်ကိုပြောလို့ရပါတယ်။ ုံစံစကားကြောင်းမီးသည်တပြင်းတစ်ချက်ကိုရှာလိုက်ပြီးကျမငယ်တွေကအဖေကကျမနဲ့အမေကိုထားခဲ့ပြီးထွက်သွားခဲ့တာအခုထိပဲလေကျမကျမတိရဆာရွယ်ကအခုလိုရှင်နေဖြစ်အောင်ရုန်းခံခဲ့တာဒါကြောင့်ယောက်ျားတွေဆိုရင်မမြင်ကျင်လောက်တဲ့အထီးကိုစိတ်နာခဲ့တယ်ကျွန်တော်လဲမမလေးနေရာမှာဆိုရင်အခုလိုဖြစ်မှာပဲလေဒါပေမဲ့အခုလိုကျမစိတ်တွေပြောင်းလဲစာပြုတ်နေပါပြီအခုလိုဖြစ်နေတဲ့ကိုကိုကိုလည်းအံ့ဩမိတယ်မိသည့်စကားကြောင့်ဘုံဆန်က ကောင်းမောင်းနေရင်လှမ်းကြည့်ကမမလေးကယောက်ျားတယောက်ယောက်ကိုချစ်ခဲ့ဘူးလားဟင်အခုချိန်တည်းဘသူ့ကိုမှမချစ်ခဲ့ဘူးအချစ်ဆိုတဲ့အရာကလူတယောက်ကိုပြောင်းလဲပေးနိုင်တယ်လို့လူတယောက်ကိုလည်းသိစေနိုင်တယ်ဖုံးစံစကားကိုမေတီဘာမှပြန်ပြောပဲငြိမ်သက်နေရမှာကျမအနေနဲ့သစိမ်းယောက်ျားလေးနဲ့နှစ်ယောက်တူတူကားစီးဖူးတာဒါပထမဆုံးပဲအခြားသူတွေထက်ရှင့်ကိုပိုပြီးယုံကြည်မိတယ်လို့ပြောရမလားပဲ။ မေတီစကားကြောင့်ဘုံစံကကားကိုလမ်းပေးထိုးချလိုက်ပြီးကားဆက်ကိုတတ်လိုက်တယ်။ကိုဘုံစံကားဘာဖြစ်လို့လဲ။ဘာမှဖြစ်ပါဘူး။ကားဆက်တန်တယ်ဆိုတော့ကျွန်တော်ရေခုံတန်တွေကိုမမလေးမကြမှာစိုးလို့ပါ။ဘုံစံကမေတီရဲ့လက်ကိုစကနယ်ဆွဲယူပြီးရင်ဘက်ပေါ်ကပ်ပေးလိုက်တယ်။တတော်တော်ခုံနေတဲ့ရေခုံတန်ကမေတီရဲ့လက်ဖြားကနေတဆင့်တွေ့ကြော်တဲ့အထိကိုစီးဝင်သွားခဲ့တယ်လို့နှစ်ယောက်သားရဲ့အသက်ရှူတန်တွေကတဖြည်းဖြည်းမျက်စံလာခဲ့တယ်။ ခပြဖြို့ဆွဖက်လိုက်တဲ့ထီးတွေးနေသူမေတီရဲ့ခန္ဓာကိုယ်လေးကဘုံဆန့်ရင်ဝင်တဲ့ကိုဤကနေပြိုးကျလာခဲ့တယ်။အဲဒီအချိန်ကောင်းကင်မှာလင်းထိတ်နေတဲ့လာချန်ကွယ်ကွယ်လေးကတိမ်တိုက်တွေကြားတဲ့ကိုတိုးဝင်သွားခဲ့တယ်လို့ကျေယောင်ဆောင်လေးကလည်းအလင်းဖြော်သွားခဲ့လိမ့်ပြီ။ခြိုက်ကြီးတငင်ကိုကျွေးနေတဲ့မေတီရဲ့ခန္ဓာကိုယ်ကိုဘုံဆန့်ကအသာပွတ်ဖက်ရင်ကျွန်တော်အမှားပါမမလေးရာကျွန်တော်မမလေးကျင်းတဲ့အောင်ဘာလို့ပြရမလဲ။တေဆိုလေတေရပါလေ ရှင်သေးလို့ရောကျမကအရင်ဘဝပြန်အောင်မှားတယ်လားရှင်ကိုကျမတခုပဲမေးမေးမေးပါမမလေးရှင်ကျမကိုချစ်ခဲ့လားမချစ်ပဲနဲ့ကျမဘဝကိုယူခဲ့တာလားကျွန်တော်မမလေးကိုချစ်တယ်ကျွန်တော်ပြောတာယုံပါဒါဆိုရင်အခုကစပြီးပွဲရုံကိစ္စတွေပိုးတိအောင်လုပ်ပါနောက်ပြီးဒီကိစ္စအခြားသူတီးလို့ကတော့ကျမကိုကျမအသက်သေးလိုက်မေးစိတ်ချပါမမလေးရေဘယ်သူမှမသိစေရပါဘူး ားနဲ့မမလေးကိုကျွန်တော်ကိုချစ်လို့လားဘုံဆန့်စကားကြောင့်မေသည်မျက်ရည်စာရီကိုတုပ်လိုက်ပြီးအသိဘူးရှင့်မသာပဲတွေးကြည့်တော့လို့ပြောတာမျက်နှာလွှဲသွားခဲ့တယ်ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာတော့ဘုံဆန့်ကမေသည်ရဲ့ကားကိုမောင်းရတဲ့သူဖြစ်လာခဲ့တယ်လို့အလုပ်ကိစ္စတွေမှာလည်းအရေးပါတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ်တရက်မှာတော့မေသည်ပွဲရုံမှာထိုင်းနေတော့ဘုံဆန့်မောင်းသွားတဲ့ကုံကားကကျောက်စီမျိုးထွက်မှာမှောက်ပြီးကားဖို့ပါလာတဲ့သူတွေတည်သွားတယ်ဆိုတဲ့သတင်းကြောင့်ကားထုတ်ပြီးခင်းဖြစ်ရနေရကိုချက်ချင်းလိုက်သွားခဲ့မိတယ် ဆီလုံချားနေတာရဲ့စိုးရိမ်နေတာရဲ့ကြောင့်အဝေးပြေးလမ်းမရောက်တဲ့အချိန်တစ်ဖက်ရင်ယောဂလာတဲ့ကားနဲ့ထိတိုက်တွေ့ပြီးလူယောဂါပါလမ်းဘေးကိုထိုးဆင်းသွားခဲ့တယ်။ကားတိုက်တဲ့နေရာကလူပြက်တဲ့နေရာဖြစ်နေရာကြောင့်အကူအညီပေးမဲ့သူတွေချက်ချင်းရောက်မလာသေးတဲ့အချိန်လွေတလုံးလွေထားတဲ့လူတယောက်ကသတိလေးမေမျောနေတဲ့မိသည့်ကိုပခုံးပေါ်ထန်းကကားလမ်းမဘေးမှရှိတဲ့လမ်းလေးထဲကိုတိုးဝင်သွားခဲ့ပါတော့တယ်။အဲ့ဒီမိမတေးသွားလာเสียမတေးဘူးကောင်လေးက သူ့အမင်းနဲ့ရင်းနှီးတဲ့သူတယောက်ကကဲတင်ပေးခဲ့လို့အချက်ရောအသက်ပါရှင်းသွားခဲ့တယ်လေကျွန်တော်တီးတယ်လူ ဟုတ်လားဘသူများလဲဆရာမင်းတို့တီးတဆရွယ်တွေက ကျွမ်းဝေးခဲ့တဲ့လူလေးဦးဦးတောင်းကိုပြောတာလားဟုတ်တယ်ကောင်းလေး तू ကဒီလိုဖြစ်မယ်ဆိုတာကြိုတည်ပြီးစောင့်နေခဲ့တာပြောရရင်တော့မင်းကြောင့်ပေါ့ကွာကျွန်တော်ကြောင့်ဆရာပြောနေတာတခုမှနားမလည်ဘူးငုံညိုစကားကြောင့်အောင်မြတ်တာကပြုံးလိုက်ပြီး အဲ့ဒီချိန်မင်းကမေတီဆိုတဲ့ကောင်မလေးရဲ့ဘိုက်ထဲမှာရှိနေခဲ့ပြီးမင်းကိုရောမေတီကိုရောကဲဖို့တောင်းဝင်ကိုဥတောင်းကယူထားရတယ်။ကားတိုက်မှုဖြစ်သွားတဲ့မေတီကမင်းကိုမမွေးခင်အထိစိတ်ဖောက်ပြီးယူသူလိုဖြစ်နေတာကြောင့်ဥတောင်းကပဲစောင့်ရှောက်ပြေးခဲ့တာ။တဆိုမေတီဆိုတဲ့မိမကကျွန်တော်အမေပေါ်ဟုတ်တယ်ကောင်လေးသူ့အနေနဲ့မင်းကိုမွေးပြီးတဲ့အချိန်သွေးသားပြောင်းလဲပြီးစိတ်အခြေအနေပြောင်းကောင်းသွားတာကြောင့်ဥတောင်းကပဲသူ့နေရာအထိပြန်လိုက်ပို့ပေးခဲ့တာ။သူကကျွန်တော်ဒီအသက်အရွယ်ထိဘာလို့တစ်ခါမှလာမကြည့်တာလဲ သူကကိုရင်ရနေတာကိုမသိခဲ့လို့မင်းကိုမွေးခဲ့တယ်ဆိုတာကိုလည်းမသိခဲ့ဘူးကကြမာကဒီလိုဖြစ်အောင်စီမံခဲ့တာကိုတော်ဆူစိန်ကောင်းမှောက်ပြီးတည်သွားတဲ့ဘုံးဆန်ဆိုတဲ့လူကကျွန်တော်ဖေလားဟုတ်တယ်ကောင်လေးဒါပေမဲ့ထူးဆန်းတာကကောင်းမှောက်တဲ့အချိန်မင်းဖေရဲ့ယုံလောင်းကိုရှောင်တွေ့တာပဲဒါကြောင့်မင်းဖေကတေလားရှင်လားအခုထိမသိရဘူးကျွန်တော်မှာမိဘတွေရှိသေးတယ်ဆိုတာသိရလို့အရန်ဝမ်းတောက်တာပဲဗျာမမတောက်နိုင်ဘူးကောင်လေး မင်းအနေနဲ့လိုရမယ့်ကိစ္စရှိသေးတယ်။ဘာကိစ္စလဲဗျာ။မင်းကိုမွေးပေးခဲ့တဲ့မိခင်ဖြစ်သူကျေးဇူးရင်ဆက်ရမယ်။အဲ့ဒီကာလအတွင်းမင်းကသူသားဆိုတာတခွမှမပြောရဘူး။မင်းဘက်ကပြောခဲ့မှဆိုရင်မင်းမေသေးလိမ့်မယ်။ကျွန်တော်ကဘလို့ကျေးဇူးဆက်ရမှာလဲ။မကြောက်ရင်အချိန်တွင်မင်းမိခင်ရဲ့အလုပ်မှာတဘာဝလုံဖြစ်ရတွေဖြစ်လာလိမ့်မယ်။ဒါတွေကိုမင်းကကူညီဖြစ်ချင်းပေးရလိမ့်မယ်။ကျွန်တော်ကဘာမှမတတ်တာဘလို့ကူညီရမှာလဲ။ ဒီကိစ္စမင်းပူပါနဲ့ငါတို့ဘက်ကမင်းကိုကူညီပေးပါမယ်ဒီကာလအတွင်းမင်းကသူ့ရဲ့သွေးသားမှန်းသိအောင်တဘာဝတရားကြီးကဆောင်ရွက်ပေးလိမ့်မယ်လို့ပြောလိုက်ရာကျုပ်ဖြစ်အမေကိုအရင်တွေ့ကျင်နေပြီဗျာဆိုတဲ့ငုံညို့ရဲ့စကားတန်ကဖြဖြဖြထွက်ပေါ်လာခဲ့တယ်ငုံညို့အနေနဲ့မိခင်ဖြစ်သူရဲ့ပွဲရုံမှာအလုပ်လုပ်ရင်းကြုံတွေ့လာမယ့်တဘာဝလုံးဖြစ်ရတူဘလို့ကူညီပေးမလဲမေသီးဆိုတဲ့မိမကရောငုံညို့ကိုသူ့သားမှန်းသိနိုင်ပါမလား အောင်မြတ်တာတို့ကရောဘလို့ပုံစံနဲ့ဝင်းရောက်အဖြစ်ပေးမလဲဆိုတာကိုတော့အောင်မြတ်တာနေ့ဆန်ဆက်ထဲမှာညီးတွားတန်ဆူတဲ့ဇလန်းကလေးကိုအားလုံးပဲစောင့်မျှော်နားဆင်အားပေးကြပါအောင်ခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူခေဘုံကပဲဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတစ်ဖြာသောဒုက္ခတို့နှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ